မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ရဲ့စုံစည်းနှပါဆိုတဲ့ကဏ္ဍကနေမိတ်ဆွေများကိုကျွန်တော်ဖတ်ကြားတင်ပြပေးခြင်းတဲ့အရာကတော့အယိုးကြိုက်ကြသူများလို့အမည်ရပါတယ်ဒီကနေ့အိမ်မှာဇနီးဖြစ်သူကကြက်တောင်ပန်နဲ့ဘူးသီးချက်ပါတယ်ဓမ္မစာရဲ့ချိန်ကြတော့ကြက်တောင်ပန်လေးကိုကြိုက်နေရင် ငယ်စဉ်ကမိသားစုထမင်းဝိုင်းနဲ့အဖေတို့အမေတို့ကိုသတိရမိပါတယ်ဒီလိုသတိရမိရင်ကဒါနဲ့ပတ်သက်တဲ့အတွေ့အကြုံတစ်ခုကလည်းအာယုံထဲမှာလာပြီးလှုပ်နှိုးလို့နေပါတယ်ဒီအတွေ့အကြုံလေးကိုစာရေးဖို့ခေါင်းထဲရောက်နေခဲ့တာနှစ်ပေါင်းတော်ကြာခဲ့ပါပြီကြာဆိုနှစ်ပေါင်း20လောက်ရှိပါရောမယ်ရေးမယ်ရေးမယ်နဲ့မရေးဖြစ်ခဲ့ပါဘူး ဂျာနယ်မဂ္ဂဇင်းများမှာဆိုစာမှုတပုဒ်စာလည်းမရှိရှိအောင်လို့လည်းတမင်ရှိအောင်မရေးလေကျင်တော့မရေးပြစ်ခဲ့တာပါပါတယ်တခြားမရေးပြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုလည်းရှိပါသေးတယ်ဒါတွေထားတော့ခုတော့ဖြင့်ခံစားမှုလေးကောင်းနေတော့ချရေးပြစ်လိုက်ပါတယ်နားအစင်ခံစားကြည့်ကြပါဦးညာအယိုးကြိုက်ကြသူများ မောင်စင်တို့ငငယ်ကပေါ့အိမ်မှာမနေ့ညထမင်းစားကြပြီဆိုရင် အတဏ္ဍန်ဆုံးမိသားစုဆုံဆုံလင်းလင်းစားကြတာများပါတယ်ဒါမှလည်းအလုံးမိသားစုလောလောငန်းငါရှိမှာကိုအဖေရဲ့မေရဲ့အမကြီးရဲ့မောင်စင်တို့ညီကို၄ယောက်ရဲ့ဆိုတော့မိသားစု9ယောက်ပေါ့မမ9ယောက်ထဲမှာမောင်စင်ကနံပါတ်၄ပါနို့ညာလို့ခေါ်တဲ့နေရာမျိုးပါပဲ ။ဘာကြောင့်ရဲ့လို့တော့မသိ။မောင်နှမတွေအားလုံးနဲ့မှမောင်စင်ကိုအဖေတို့အမေတို့ကပိုးလို့အလိုလိုက်တတ်ကြပါပဲ။ဒါရီထားပါတော့လေ။ကြောရင်တာကမိသားစုထမင်းဝိုင်းအကြောင်းပါ။မောင်စင်တို့မိသားစုထမင်းဝိုင်းမှာ ထူးခြားတာတစ်ခုကမိဘတွေကိုဥမချရတာပါပဲ။ဥချရတဲ့ဆိုတာကမိဘတွေကိုဟင်းထဲကကောင်းလို့ရာရာကိုရွေးလို့မိဘတွေပကံနဲ့ အူဖြားဖြားခတ်ထည့်ပေးပြီးမှသားသမီးတွေကစားကြတာမျိုးကိုခေါ်တာပါဒီလေးချင်းကို မောင်စင်မိပါတွေကသင်လည်းမပြီးပါဘူးထမင်းဝိုင်းမှလည်းလှုပ်လည်းမလှုပ်စေပါဘူးဒီလေးထအစားထမင်းစားကြပြီဆိုတာနဲ့သားသမီးတွေပကံနဲ့သူတို့အကြိုက်နဲ့တက်ရာရာကို အမေကခတ်ထည့်ပေးလို့ရှိပါတယ်ပြီးမှအဖေတို့အမေတို့ကခတ်စားကြတယ် ဒီလိုရေးလို့ပြောလို့မိဘများကိုဥချပြီးမှစားတဲ့အလေးကိုမကောင်းမြင်ပြောဆိုခြင်းမဟုတ်ကြောင်းကိုလည်းသိစေချင်ပါတယ်။အမေတက်ကြီးလို့လေဖြတ်ပြီးမောင်စင်တို့နဲ့အတူနေတော့မှချက်သမီးအဟင်းအမေအတွက်စားဦးစားပြဖဲပြီးမှစားတဲ့အလေးကိုလုပ်ရပါတယ်။အရင်တော့ကတော့အဖေအတွက်ဆိုလဲချို့မိသားစုများလို့ပိုက်ဆံရှာတဲ့သူ အေဥနဆိုပြီးတော့တတိတခြားဖယ်ထားတာမျိုးလည်းမရှိပါဘူးအမေကပဲမလုပ်တာလားအဖေကပဲတမင်မလုပ်စေတာလားတို့မောင်စင်တို့မသိကြရပါဘူးဆိုကျင်နာကမောင်စင်တို့မိသားစုထမင်းဝိုင်းမှာမိဘကိုဥမချရဘူးဆိုတာပါပဲဒီစားအမေကပဲသားသမီးတွေခြိုက်တိုက်ရာရာကိုအရင်ခတ်ထက်ပေးတာကိုပြောကျင်တာပါကျန်သားလိုချက်တဲ့နေမျိုးဆို အသေးအမြစ်ကမောင်စင်ဗကံနဲ့အရင်ဆုံးရောက်လာတာပါပဲ။မောင်စင်ကအသေးအမြစ်ကြိုက်တတ်တာကိုဂျန်နဲ့မောင်မားတွေအတွက်လဲပေါင်ကြိုက်တဲ့လူပေါင်ရင်ပုံကြိုက်တဲ့လူရင်ပုံအမေကထည့်ပေးလေရှိပါရဲ့။ဒါသမီးတွေဗကံနဲ့အကုန်ထည့်ပေးပြီးတော့မှဖေတို့အမေတို့ကစားကြတာပါ။အများအပြားတော့ဥကောင်းတောင်းပန်လေချောင်းခြေတော့တို့ကိုပဲဖေတို့အမေတို့စားကြတာတွေ့ရပါတယ်။ အဲ့လိုစားတဲ့ခါတိုင်းလဲအယူနာကတ်တဲ့သားကပူချိုးတယ်သားရဲ့လို့အဖေကပြောလို့ရှိပါတယ်အဖေအဲ့လိုပြောတိုင်းမောင်စင်စဉ်းစားလို့ရှိတာကအယူကအသားလောက်ဘယ်လိုလောက်ကောင်းနိုင်မှာမလဲပေါ့ဘယ်လိုလောက်အယူကအသားလောက်ပူချိုးနိုင်ပါမလဲပေါ့ဒါမောင်စင်စဉ်းစားမိတာပါဆိုကြပါစို့ရဲ့ဒီလိုနဲ့ပဲနောက်ပိုင်းမောင်စင်အိမ်အောင်ကြလို့အိမ်ခွဲ့ တားသမီးတွေဒီမကမြည်တွေပါရတော့လေမောင်ရှင်တို့မိသားစုထမင်းဝိုင်းကဒီပုံစံပါပဲမောင်ရှင်ကပဲဖေတို့မေတို့ကိုဥချမနေနဲ့ကိုကြိုက်တာထဲစားကြဆိုပြီးမိသားစုတူစားကြတာများပါတယ်တို့တော့မောင်ရှင်ကြိုက်ကြတော့ဖြင့်ပြည်သည်သားသားကြီးကိုပြောင်းသွားပါလေကြာအသာဤဒီသားဖြစ်တဲ့အမဲသားတို့စိတ်သားတို့ချက်ရင်မတိတာပြပါဘူးတို့တော့ ကြက်သားဟင်းများဧသူကချက်ပြီးဆိုတောင်မန်တို့ခေါင်းတို့မောင်စင်ကြိုက်တက်လာပါဒီလိုပါပဲဝက်သားတို့ပဇွန်တို့များချက်ပြန်ရင်ပဇွန်ကောင်းတို့ဝက်အစီအခောက်တို့ကမောင်စင်တို့အဖွေးကြီးအဖွားကြီးတွေကြိုက်ပေါ့ငါဟင်းများချက်ရင်လည်းခေါင်းပိုင်းမြေးပိုင်းပေါ့လေအချောင်းကသားတွေအထုချင်းကြီးတွေကအသားပဲစားရတယ် ကျက်ဆိုလဲတောင်မန်တို့လေချောင်းတို့ခြေတော့တို့ပဇွန်ဆိုရင်ခေါင်းနေဝက်သားချက်ပြန်တော့အစီအခောက်ကပကံထဲမှာဒီတိုင်းကြံခဲ့တာဘူးပထမတော့ဓာရီကိုနှမျောတာရဲ့ဓာရီသမီးတွေမြေးတွေကိုသူတို့ကြိုက်တဲ့အတဝါဝလင်းလင်းစားပါစီတော့ဆိုတဲ့ညာတာတဲ့စိတ်နဲ့ဓာရီကိုစားရင်စားရင်တကယ်ကြိုက်သွားတဲ့အဖြစ်ပါထမင်းကိုဟင်းနေနဲ့ငပိရည်နဲ့နဲ့ ခုနကပဇွန်ကောင်းတို့ဝက်သားအစီတုံးတို့များမြုပ်စားလိုက်ရရင်ကောင်းမှကောင်းများဆိုတော့နောက်ပိုင်းကျတော့စားစားပြီဆိုကြတဲ့ကဓာရီကိုရွေးစားပြစ်သွားတော့တာခုနကပြောတဲ့တောင်းပန်လေချောင်းစတာတွေနဲ့ပဇွန်ကောင်းဝက်ခောက်တို့ပေါ့တစ်ဖက်မှာလည်းသားရီမြည်တွေသူတို့ကြိုက်တဲ့အသားကိုလောလောငန်းငန်းစားစီချင်တာလည်းပါတော့လေဒီလိုစားရင်စားရင်တကယ်ကြိုက်သွားတဲ့ဖြစ်ပါ ဒီချိန်ရောက်ခါမှမောင်စင်ငယ်ကစဉ်းစားခဲ့တဲ့အဖေတို့အမေတို့အယိုးကိုက်ခေါင်းစားတာအသားတဲ့ဘာကြောင့်ပူချိုကြရဲဆိုတာကိုလည်းသဘောပေါက်ခဲ့ရပါဘဝကပေးတဲ့အသည့်အရွယ်ကပေးတဲ့အသည့်ဆိုပါတော့လေဒီလိုအယိုးကိုက်နေရင်လည်းဖေတို့အမေတို့ကိုပူလို့တတိတရာရှိရပါတယ်ဗျာ တချိန်ကအယူတွေကောင်းနေခရင်အသားစားနေကြတဲ့ဓာရီသမီးတွေကိုကြည့်လို့ကြည်နူးနေရှာတဲ့အဖေတို့အမေတို့ကိုလည်းလွမ်းဆိုသတိရမိရပါတယ်မိဘတို့ရဲ့ဓာသမီးပေါ်ထားတဲ့မြေတားကို ကိုယ်တိုင်မိဘဘဝကို ရောက်မှတိနာနယ်လာရတဲ့အဖြစ်တွေကိုဖြစ်များဖြစ်နိုင်မယ်ဆိုရင်ပေါ့ဗျာ ဒါလည်းအခုတော့အယိုးတွေခေါင်းတွေကိုကြိုက်တက်လာပါပြီလို့မရှိတော့တဲ့အဖေကိုပြောပြခြင်းလိုက်တာဗျာမောင်စင်ထင်ပါတယ်မောင်စင်ဒါရီမြေးလေးလည်းတနေ့ကြရင်အယိုးကြိုက်တက်ကြိုက်တက်လာကြမယ်ဆိုတာကိုပါအယိုးနဲ့ကတဲ့သားဘာကြောင့်ပူချိုတယ်ဆိုတာကို သူတို့လည်းတနေ့ကြရင်သိသွားကြလိမ့်မယ်လို့ မောင်စင်မျောလင့်မိပါတယ်မြေတားရည်လျက်စင်ဝိုင်းချီရှုနာဆင်ပေးရသူမိတ်ဆွေများအားလုံးဘေးကင်းကျန်းမာရှိကြပါစေခင်ဗျာ